ဖတ်ရှုနာစဉ်တနစ်တာနှုတ်ကပတ်တမတရားစီစဉ်မှာကြိုဆိုပါရစေဒီကနေ့ဖတ်ရှုနာစဉ်ရမယ်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယစာအခန်းကြီး16မှ21ထိဖြစ်ပါတယ်ဓမ္မရာဇဝင်ဒုတိယစာအခန်းကြီး16ရှင်ဘရင်သည်အဘရှလုံကြောင့်ငိုကြွေးမြည်တမ်းတော်မူသည်ဟုယွာဘအားကြားပြောလေ၏ထိုနေ့၌အောင်ပွဲသည် လူပေါင်းတို့တွင် ဝန်းနေကြအကြောင်းဖြစ်ပြန်၏ရှင်ဘရင်သည်သားတော်ကြောင့်စိတ်နာကျင်တော်မူသည်ကို လူပေါင်းတို့သည်ထိုနေ့၌ကြား၍စစ်တပ်ရာမှပြေးသောသူတို့သည်ရှက်၍တိတ်ဆိတ်စွာပြေးတတ်ကဲ့သို့မြို့ထဲသို့တိတ်ဆိတ်စွာ ပြေးဝင်ကြ၏ရှင်ပြန်သည်လည်းမျက်နာကို ဖုံး၍အိုငတ်သားအဘရှလုံအိုအဘရှလုံငတ်သားငတ်သားဟု ကြည်သောအတန်နှင့်ငိုကြွေးတော်မူ၏ ရွာပသည်ရှင်ဘရင်ထံအိမ်တဲသို့ဝင်၍ကိုတော်ဤအသက်မှဆ၍သားတော်သမီးတော်မိဖုရားမောင်မမိတ်တန်တို့၏အသက်ကိုကဲတင်သောကိုရော့ကျွန်တို့ကိုယနေ့အဆက်ကွဲစီတော်မူပြီးရန်သူတို့ကိုချစ်၍အဆွေခင်ပွန်းတို့ကိုမုန်းတော်မူ၏မူးမက်များကျွန်များတို့ကိုပမာဏပြုတော်မူမူကြောင်းကိုယနေ့ထင်ရှားစွာပြတော်မူပြီး အဘယ်ရှလုံးသည်အသက်ရှင်၍ကျွန်တော်မျိုးအပေါင်းတို့သည်ယနေ့သေလျင်အားရတော်မူလိမ့်မည်ဟုယနေ့ကျွန်တော်သိမြင်ပါ၏ယခုမှထတော်မူပါကြွ၍ကိုရောကျွန်တို့အားနှစ်သိမ့်စကားကိုပြောတော်မူပါကြွတော်မူမူလျင်ယနေ့ညမှာအထံတော်၌လူတယောက်မျှမနေပါ ထိုမှုသည်ငယ်သောအွယ်မှစ၍ယခုတိုင်အောင်ကိုရော၌ဖြစ်လေသမျှသောအမှုထက် တာ၍ဆိုးပါလိမ့်မည်ဟုထာဝရဖျားကို တိုင်တယ်၍ကျွန်တော်ကျင်းဆိုးပါသည်ဟုလျှောက်တော်ရှင်ဘရင်သည်ထ၍တကားဝ၌ထိုင်တော်မူ၏ရှင်ဘရင်သည်တကားဝ၌ထိုင်တော်မူသည်ကိုလူပေါင်းတို့သည် ကြားသောအခါ အထံတော်သို့ ချဉ်ကပ်ကြ၏ဤသေးလားလူများမူကားမိမိတို့နေရာသို့ပြေးသွားကြပြီထို့နောက်ဤသေးလားအမျိုးနွယ်ပေါင်းတို့ကရှင်ဘရင်သည်ဖိလိတိလူအစရှိသော ြန်သူတို့လက်မှငါတို့ကိုကယ်နှုတ်တော်မူပြီးယခုမှအဘယ်ရှလုံးကြောင့်နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏ငါတို့ဘိသိက်ပေး၍ချင်းမြောက်သောအဘယ်ရှလုံးသည်စစ်တိုက်ပွဲ၌သေပြီးယခုမှရှင်ဘရင်ကိုတဖန်ဆောင်ခဲ့ရမည်ဟုမဆိုအဘယ်ကြောင့်တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏ဒါဝိမင်းကြီးသည်လည်းယေဘုဟိတ်ဇာတုံနှင့် အပြာသာတို့ထံသို့လူကိုစေလွတ်၍ယူဒအမျိုး အသက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကရှင်ဘရင်ကိုနန်းတော်သို့ ပြန်ပို့ရမည်အမှုမှာတင်တို့သည်အဘဲကြောင့်နောက်ကြကြသည်နီရှင်ဘရင်သည်စံနန်းတော်၌နေစဉ်အခါဤသေးလအမျိုးသားအပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီးတင်တို့သည်ငှ့ညီကိုငှ့အယူငှ့အသားဖြစ်၍ရှင်ဘရင်ကို ပြန်ပို့မည်အမှုမှာ အဘဲကြောင့်နောက်ကြကြသည်နီဟု၍၎င်းအာမတအားလဲတင်းသည်ငါအသားငါယူတို့အဝင်ဖြစ်သည်မဟုတ်လောတင်းသည်ငါရှိမှရွာဘဤကိုစားအစဉ်ဘိုးချုပ်မင်းမဖြစ်လီထိုမြမကဖျားသခင်သည်ငါ၌ပြုတော်မူစေသတည်းဟု၍၎င်းပြောကြလောဟုမှားလိုက်တော်မူ၏ထိုသို့ယူဒအမျိုးသားအပေါင်းတို့ကိုတညီတညွတ်တဲ့နှလုံးညွတ်စေတော်မူသဖြင့်သူတို့က ကိုရောကျွန်းအပေါင်းတို့နေတကွကိုရောတိုင်းပြန်လာတော်မူပါဟု ရှင်ဘီရင်အားလျှောက်စီကြ၏ထိုအခါရှင်ဘီရင်သည်ပြန်၍ယော်ဒန်မြစ်သို့ရောက်တော်မူ၏ယူဒအမျိုးသည် ရှင်ဘီရင်ကို ခရီးဥကြိုပြု၍ယော်ဒန်မြစ်တစ်ဖက်သို့ပို့ခြင်းကဂီလာဂါလာမြို့သို့သွားကြ၏ဗင်ယာမိန်အမျိုးဖြစ်သောဘာဟုရိန်မြို့သားဂေယဤသားရှိမိသည်ယူဒအမျိုးသားတို့နှင့်အတူ ဒါဝိမင်းကြီးကို ခရီးဦးကြိုပြုခြင်းက အလင်းအမြန်လိုက်လာ၏သူနှင့်အတူဘင်ယာမိန်အမျိုးသားတထောင်ရှောလုအဆွေအမျိုး၏ဂျုံဇီဘာနီသူဤသားတကြိမ်၅ယောက်ဂျုံ၂၀တို့သည်လည်းလိုက်လာ၍ရှင်ဘရင်ရှေ့တော်၌ယော်ဒန်မြစ်ကိုကူးကြ၏ဂဒိုးလီသည်နန်းတော်သားများကို ပို့ခြင်းက၎င်းအလိုတော်ကိုဆောင်ခြင်းက၎င်းသွာလာလျက်ရှိ၏ ယော်ဒန်မြစ်ကိုကူးတော်မူသောအခါဂေရဤသားရှိမိသည်ရှေ့တော်၌ပြဝွေ၍ကျွန်တော်အရှင်သည် ကျွန်တော်ကိုအပြစ်ပေးတော်မူပါနှင့်အရှင်မင်းကြီးသည်ယေရုရှလင်မြို့မှထွက်တော်မူသောနေ့၌ကိုရော့ကျွန်သည်လွန်ကျူးစွာ ပြုမိသောအမှုကို မှတ်တော်မူပါနှင့်နှလုံးသွင်းတော်မူပါနှင့်ကိုရော့ကျွန်သည် ပြမမိသည်ကို ကိုရော့ကျွန်သိပါ၏သို့တော်လည်း ယောသတ်အမျိုးသားအပေါင်းတို့အရင်ကျွန်တော်သည်ယနေ့အရှင်မင်းကြီးကိုခရီးဥကြိုပြုခြင်းကလာပါပြီဟုပြောလေ၏ဇေရုယသားအဘိရှေကလည်းရှိမိသည်ထာဝရဘုရားခွင့်နှင့်ဘိသိက်ခံသောအရှင်ကိုချိန်ဆသောကြောင့်အသေးသက်ခြင်းကိုခံရမည်မဟုတ်လောဟုဆိုသောဒါဝိတ်ကအိုဇေရုယသားတို့သင်တို့သည်ယနေ့ငါရန်သူလုံမိအကြောင်း ငါနှင့်အဘယ်သို့ဆိုင်ကြသနည်းဤသေးလအမျိုးသားတစုံတယောက်သည်ယနေ့အသေးသက်ခြင်းကိုခံရမည်လောငါသည်ယနေ့ဤသေးလရှင်ဘရင်ဖြစ်သည်ကိုငါသိသည်မဟုတ်လောဟုမိတော်မူ၍ရှိမိအားလဲတင်းသည်အသေးသက်ခြင်းကိုမခံရဟုကြိမ်ဆိုတော်မူ၏ရောလူဤသားမေဖြစ်ဘောရှက်သည်လဲရှင်ဘရင်ကိုခရီးဥကြိုပြုခြင်းကလာ၏ရှင်ဘရင်ထွက်သောနေ့မှစ၍ ညင်ဝတ်စွာ ပြန်လာတော်မမူမီတန်အောင်သူသည်ခြေတို့ကိုမပြုစုမုတ်စိတ်ကိုမပြင်ဆင်အဝတ်ကိုမလျှော်ဘဲနေပြီးရှင်ဘရင်ကို ခရီးဦးကြိုပြုခြင်းကယေရုရှလင်မြို့သို့ရောက်လာသောအခါရှင်ဘရင်ကမိဖိဘောရှက်ငါနှင့်အတူအဘဲကြောင့်မလိုက်သနည်းဟုမေးတော်မူလျင်အရှင်မင်းကြီး ကိုရော့ကျွန်သည်ခြေစွန့်သောကြောင့်မြင်းစည်း၍ကိုရော့ထံသို့သွားခြင်းကား မိကိုကုန်းနီတီမီဟုကြံစဉ်အခါကျွန်တော်ကျွန်သည်ကျွန်တော်ကိုလဲစားပါ၏အရှင်မင်းကြီးထံတော်၌ကိုရောကျွန်ကိုဂုံးတိုက်ပါပြီတို့ရာတွင် အရှင်မင်းကြီးသည် ဖရာသခင်၏ကောင်းဝိတမန်ကဲ့သို့ဖြစ်တော်မူ၏စိတ်တော်ရှိသည့်အတိုင်းပြုတော်မူပါကျွန်တော်အဆွေမျိုးအပေါင်းတို့သည် အရှင်မင်းကြီးရှေ့တော်မှာလူသည်ဖြစ်ကြတော်လဲစပွဲတော်၌စားသောသူတို့နှင့်အတူ ကိုရော့ကျွန်ကိုနေရာပေးတော်မူပြီးသို့ဖြစ်၍ရှင်ဘရင်ထံတော်၌ကျွန်တော်မိတမ်းရသောအခွင့်သည်အဘယ်သို့ရှိပါသနည်းဟုပြန်လျှောက်တော်ရှင်ဘရင်ကသင်၏အမှုအရာတို့ကိုအဘယ်ပြောเสียရှိသနည်းသင်နှင့်ဇိဘသည်မိကိုဝေ၍ယူရကြမည်ငါစီရင်ပြီးဟုမိတော်မူ၏မိဘဘောရှက်ကလည်းအရှင်မင်းကြီးသည်နန်းတော်သို့တဖန်ညင်ဝတ်စွာရောက်တော်မူသောကြောင့် သူသည် အလုံးစုံတို့ကိုပင်ယူပါစေဟုလျှောက်လေ၏ဂိလက်ပြည်သားဗာစီလဲသည်လဲယောဂိန်လိမြို့မှလာ၍ရှင်ဘရင်ကိုယော်ဒန်မြစ်တစ်ဖက်သို့ပို့ခြင်းက ကိုရော်နှင့်အတူကူးလေ၏ဗာစီလဲသည် အသက်80ရှိ၍အိုသောသူဖြစ်၏ရှင်ဘရင်သည် မဟာနိုင်မြို့မှ တက်ချသော ကာလပတ်လုံးရှင်ဘရင်ကိုလှုပ်ကြွေး၏အလွန်ရတတ်သောသူလည်းဖြစ်၏ရှင်ဘရင်ကလည်း ငါနှစ်အတူလိုက်လော့ယေရုရှလင်မြို့၌တင့်ကိုငါနှစ်အတူငါလှုပ်ကြွေးမိဟုဗာဇိလဲအားအမိတ်ရှိလျင်ဗာဇိလဲကအရှင်မင်းကြီးနှင့်အတူယေရုရှလင်မြို့သို့သွားရမည်အကြောင်းကျွန်တော်အသက်သည်အဘယ်မျှလောက်ကြံ့ကျွင်းပါသေးသနည်းယနေ့ကျွန်တော်အသက်80ရှိပါပြီကောင်းမကောင်းကိုကျွန်တော်ပိုင်းခြား၍သိနိုင်ပါမည်လောကိုရော့ကျွန်သည် အစာအသောက်အရသာကိုမြည်နိုင်ပါမည်လောတခြင်းတဲ့ယောက်ျားတခြင်းတဲ့မိန်းမဆိုသောအတန်ကို ကြားနိုင်ပါမည်လောကိုရော့ကျွန်သည်အရှင်မင်းကြီးကိုအဘဲကြောင့်နောက်ရှက်ရပါမည်နီကိုရော့ကျွန်သည်အရှင်မင်းကြီးနှင့်အတူယော်ရန်မြစ်တစ်ဖက်သို့အနှဲငယ်လိုက်ပါမည်ရှင်ဘရင်သည်ဤမြလောက်ကြီးစွာသောဆုကိုအဘဲကြောင့်ချပေးတော်မူမည်နီကိုရော့ကျွန်သည် နေရင်းမြို့တွင် မိဘတင်ချိုင်းနာမှာတေရမိအကြောင်းပြန်သွားရသောအခွင့်ကိုပေးတော်မူပါတို့ရတွင်ကိုရော့ကျွန်းခိမဟန်ရှိပါ၏အရှင်မင်းကြီးနှင့်အတူလိုက်စီတော်မူပါစိတ်တော်ရှိသည့်အတိုင်းသူ၌ပြုတော်မူပါဟုပြောလေ၏ရှင်ဘရင်ကလည်းခိမဟန်သည်ငါနှင့်အတူလိုက်ရမည်သင်အလိုရှိသည့်အတိုင်းသူ၌ငါပြုမည်သင်တောင်းသမျှကိုလည်းသင်ဖို့ငါပြုမည်ဟုမိတော်မူ၏ လူပေါင်းတို့သည်လည်းယော်ရန်မြစ်ကိုကူးကြ၏ရှင်ဘီင်သည်ကိုယ်တိုင်ကူးပြီးမှဗာဇိလဲကိုနမ်း၍ကောင်းကြီးပေးတော်မူသည်ဖြင့်သူသည်မိမိနေရာသို့ပြန်သွား၏ရှင်ဘီင်သည်ဂိလကာလာမြို့သို့ကြွတော်မူ၏ခိမဟန်သည်လည်းလိုက်လေ၏ယူဒအမျိုးသားရှိသည်များတို့နှင့်ဣသေလအမျိုးသားတဝက်တို့သည် ရှင်ဘီင်ကိုပို့ကြ၏တဖန်ဣသေလအမျိုးသားပေါင်းတို့သည် ရှင်ဘီင်ထံတော်သို့လာ၍ ကျွန်တော်တို့ညီအကိုဖြစ်သောယူဒအမျိုးသားတို့သည် ကိုရော့ကိုခိုးယူ၍ကိုရော့နှင့်တကွနန်းတော်သားကိုရော့၏လူအပေါင်းတို့ကိုအဘဲကြောင့်ယော်ဒန်မြစ်တစ်ဖက်သို့ပို့ရကြမည်နည်းဟုပြောကြသောယူဒအမျိုးသားအပေါင်းတို့ကရှင်ဘရင်သည်ငါတို့နှင့်ပောက်ဖို့တော်သည်ဖြစ်၍ဤအမှု၌တင်တို့သည်အဘဲကြောင့်စိတ်ဆိုးကြသည်နီရှင်ဘရင်၏ရိတ်ခါတော်ကိုငါတို့စားကြသလိုငါတို့အားတစုံတစ်ခုသောစုကို ပေးတော်မူသလောဟုဣသေလအမျိုးသားတို့အားပြန်ပြောကြ၏ဣသေလအမျိုးသားတို့ကလည်းငါတို့သည် ရှင်ဘုရင်၌ဆေဖို့တို့ကိုဆိုင်ကြ၏ဒါဝိအမျိုးကိုတင်တို့ဆိုင်သည်ထက်ငါတို့သာ၍ဆိုင်ကြ၏ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင်ငါတို့နှင့် ရှေးဥစွာမတိုင်မီပဲအဘဲကြောင့်ငါတို့ကိုမချီမဲ့မင်ပြုကြသည်နည်းဟုယူဒအမျိုးသားတို့ကို ပြန်ပြောကြ၏တို့ရတွင် ဣသေလအမျိုးသားတို့စကားထက်ယူဒအမျိုးသားတို့စကားသည်တာ၍ခိုင်ခန့်၏ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး20ထိုအခါဘင်ယာမိန်အမျိုးဘိခရီဣသာ ရှေဘအမည်ရှိသောအာဒမလူတယောက်ရှိ၏ထိုသူသည်တဘိုးမုတ်၍အိုဣသေလအမျိုးငါတို့သည်ဒါဝိ၌တဖို့ကိုမျှမဆိုင် ရေရှဲဣသားကိုအမွေမခံထိုက် လူပေါင်းတို့ ိုနေရာသို့သွားကြဟုဆိုသည်ဖြင့်ဣသေလအမျိုးသားအပေါင်းတို့သည်ဒါဝိဒ်ထံတော်မှထွက်၍ဘိခရိသားရှေဘနောက်သို့လိုက်ကြ၏ယူဒအမျိုးသားတို့မူကားယော်ဒန်မြစ်မှသည်ယေရုရှလင်မြို့တိုင်အောင်ရှင်ဘရင်၌စီးကပ်ကြ၏ဒါဝိဒ်မင်းကြီးသည်ယေရုရှလင်မြို့နန်းတော်သို့ရောက်သောအခါနန်းတော်ကိုစောက်စီခြင်းကထားခဲ့သော ကိုလုတ်တော်တကြိတ်တို့ကိုယူ၍လောင်အိမ်၌ထား၏ ိုသူတို့ကိုကြွေးမွေးတော်လဲမပောင်းဖို့သူတို့သည်သေသည့်တိုင်အောင် အချုပ်ခံ၍မုတ်ဆိုးမကဲ့သို့နေရကြ၏ရှင်ဘရင်ကလည်း၃ရက်အတွင်းတွင်ယူဒလူတို့ကိုစုဝေးစေပြီးလျှင်ထိုသူတို့နှင့်အတူကိုယ်တိုင်လာရမည်ဟု အာမတအားမိတ်တော်မူ၏အာမတသည်သွား၍ယူဒလူတို့ကိုနိုးစောသဖြင့်ချင်းချက်သောအချိန်ကိုလွန်စေ၏ဒါဝိတ်ကလည်းအဘရှလုံပြုသည့်ထက် ဘိခရိတာရှေဘသည်တာ၍အပြည့်ပြုလိမ့်မည်တင်းသခင်ဤဂျုံတို့ကိုခေါ်၍ထိုသူကိုလိုက်လောသောမဟုတ်သူသည် ခိုင်ခန့်သောမြို့တစုံတမြို့ထဲသို့ဝင်၍ငါတို့လက်မှလွတ်လိမ့်မည်ဟုအဘိရှေအားမိန့်တော်မူသည့်အတိုင်အဘိရှေနောက်မှရွာဘဤလူများနှင့် ခေရတိလူပေလတိလူများမှစ၍ခွန်အားကြီးသောလူပေါင်းတို့သည်ဘိခရိတာရှေဘကိုလိုက်အံ့သောငါ ယေရုရှလင်မြို့မှထွက်သွားကြ၏ဂိဘောင်မြို့၌ရှိသောကြောက်ကြီးသို့ရောက်သောအခါအာမသသည် သူတို့ရှိသူခြိသွားလေ၏ရွာပသည်မိမိဘုသောအဝတ်ကိုခား၌စည်းလျက်ထိုခားစည်းပေါ်မှလည်းဓားကိုအိမ်နှင့်တကွဆွဲလျက်ထား၏သွားစဉ်တွင်ဓားသည်ရှော၍ကြ၏ရွာပကလည်းမာဤလာငှညီဟုအာမသကိုမေး၍နန်းဟန်ဆောင်လျက်လက်ရလက်နှင့် ာမတဤမုစိတ်ကိုကံဤလက်ဝဲလက်၌ကံသောဓာကိုအာမတသည်သတိမပြုသောကြောင့်ဝမ်းကိုထိုး၍အူကိုမြေပေါ်မှချဤထက်၍မထိုးတော်လဲအာမတသေးလီဤရွာပါနေညီအဘိရှဲသည်ဘိခရိတာရှေပါကိုလိုက်ကြဤသူအနာမှာရွာပါဤလူတယောက်သည်ရက်၍ရွာပါနေဒါဝိဘက်၌နေတော်သူဖြစ်လျင်ရွာပါနောက်သို့လိုက်တော်ဟုဆို၏ အာမတသည် လမ်းမအလဲတွင်မိမိအသွေး၌လူလျက်ရှိ၏လမ်း၌သွာလာသောသူအပေါင်းတို့သည်ရက်၍နေကြသည်ကိုရွာပါ၏လူမြင်သောအခါအာမတကို လမ်းမကယူ၍လေပြင်းတို့ရွှေ့ပြီးလျင်အဝတ်နှင့်ဖုံးလေ၏ထို့သောလမ်းမကရွှေ့ပြီးမှ လူအပေါင်းတို့သည်ရွာပါ၏အတူဘိခရိတာရှေဘကိုလိုက်သွားကြ၏ရွာပါသည်မမခပ်ပြီး အာဘေလမြို့တန်အောင်ဣသေလတိုင်းခရင်ရှိသည်များကိုရှောက်သွား၏ဗေရီလူအပေါင်းတို့သည်လည်းစုဝေး၍ယွာဘနောက်သို့လိုက်ကြ၏ရှေဘတဲခုသောဗန်းမာခပြီ အာဘေလမြို့ကိုဝိုင်းထား၍ပြည်မြို့ယိုတစ်ဖက်တစ်ချက်၌မြေယိုးကိုဖို့ကြ၏ယွာဘနှင့်သူ၏လူအပေါင်းတို့သည်မြို့ယိုးကိုဖြိုခြင်းကထိုးပေါက်ကြ၏ထိုအခါပညာရှိသောမိမတယောက်သည် မြို့ထဲကဟေ၍ဆိုသည်ကနားထောင်ကြနားထောင်ကြငါသည်ရွာပန်းနှင့်စကားပြောနိုင်မည်အကြောင်းချင်းလာပါဟုရွာပအားလျှောက်ကြလောဟုဆိုသည့်အတိုင်းရွာပသည်ချင်းလာသောအခါမိမကသင်သည်ရွာပဟုတ်သလားဟုမေးလျင်ငါဟုတ်သည်ဟုဆိုသောမိမကကိုရော့ကျွန်မ၏စကားကိုနားထောင်တော်မူပါဟုဆို၏ ရွာဘကလည်းငါနားထောင်တဲ့နေသည်ဟုဆိုသောမိမကအကယ်စင်စစ်အာဘေလမြို့မှာတိုင်ပင်၍အမှုကိုဆုံးဖြတ်ပါလိစီဟုရှေးကာလ၌ဆိုတတ်ကြ၏ကျွန်မသည်ဤသေးလအမျိုး၌အမှုမလုပ်ပါတစ္ဆာဆောင်တော်သူဖြစ်ပါ၏ကိုတော်သည်မြို့တမြို့ဤဟုသောဤသေးလအမျိုးတွင်အမိတယောက်ကိုဖျက်ဆီးခြင်းကရှာတော်မူ၏ ထာဝရဘုရား၏အမွေတော်ကိုမြို့ချင်းကအဘဲကြောင့်အလိုရှိတော်မူသည်ဟုလျှောက်လီရွာဘကမြို့ချင်းအမှုဖြက်စီးခြင်းအမှုသည်ငါနှင့်ဝေးပါစေသောဝေးပါစေသောထို့သောမဟုတ်ပါအေဖရင်တောင်သားဖြစ်သောဘိခရိဤသာ ရှေဘအမိရှိတော်သူသည် ရှင်ဘရင်ဒါဝိဒ်ကိုပုန်ကန်ပြီးထိုသူကိုအဲ့လော့အဲ့လျင်ဤမြို့မှငါထွက်သွားမည်ဟု ပြောဆိုသော မိမက သူဤဦးခေါင်းကို ကိုရောရှိသူပြစ်ချပါမည်ဟုဆိုပြီးမှ ထိုမိမသည်ပညာရှိသည့်အတိုင်းမြို့သားတို့ရှိရာသို့ သွားပြီးလျှင် သူတို့သည်ဘိခရိတာရှေဘဤဦးခေါင်းကိုဖျက်၍ရွာဘရှိသူပြစ်ချကြ၏ရွာဘသည်လည်းတဘိုးမုတ်သည်ဖြင့်လူများတို့သည် ထိုမြို့မှမိမိတို့နေရာသို့ပြန်သွားကြ၏ရွာဘသည်လည်း ယေရုရှလင်မြို့ရှင်ဘုရင်ထံတော်သို့ပြန်သွား၏ယောဘသည်ဣသေလတက်သားအပေါင်းတို့ကို အုပ်သောဘုတ်ကျုံမီဖြစ်၏ယောယဒသားဘေနာယသည်ခေရတိလူနှင့်ပေလတိလူတို့ကို အုပ်ရ၏အဒေါနိယံသည် အခွန်တော်ဝန်ဖြစ်၏အဟိလုသားယောရှဖက်သည် အတွင်းဝန်ဖြစ်၏ရှေဝသည် စာရေးတော်ကြီးဖြစ်၏ ဇာတုံနှင့်အပြာသာသည်ယစ်ပရောဟိတ်ဖြစ်၏ယာဣရမြို့သားဣရသည်နန်းတော်အုပ်ဖြစ်၏ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး27ထို့နောက်ဒါဝိလက်ထက်၌သုံးနှစ်ပတ်လုံးအစာအာဟာရခေါင်းပါခြင်းဖြစ်၍ဒါဝိသည်ထာဝရဘုရားကိုမေးလျှောက်လျင်ထာဝရဘုရားကဂိဘောင်လူတို့ကိုသတ်သော ရှောလူနှင့် လူအသက်ကိုသတ်တတ်သောရှောလူအမျိုးကြောင့်ဤအမှုရောက်လီပြီဟု မိတော်မူ၏ဂိဗံလူတို့သည်ဣသေလအမျိုးအဝင်မဟုတ်ကြံကျွင်းသော အာမောရိအမျိုးဖြစ်ကြ၏ဣသေလအမျိုးတို့သည် သူတို့အားသစ္စာဂတိထားကြတော်လဲရှောလူသည်ဣသေလအမျိုးနှင့်ယူဒအမျိုး၏အကျိုးကို ဆောက်ရှောက်၍သူတို့ကိုတတ်မိဟုအားထုတ်သည်ထိုအခါရှင်ဘရင်သည်ဂိဗံလူတို့ကို ခေါ်၍တင်တို့ဖို့အပေတို့ပြုရမည်နီ သင်တို့သည်ထာဝရဘုရား၏အမွေတော်ကိုကောင်းချီးပေးစီခြင်းကအဘယ်သို့အပြည့်ဖြစ်ရမည်နည်းဟုမေးလျင်ဂိဘောင်လူတို့ကကျွန်တော်တို့သည်ရှောလူနှင့် သူ၏အမျိုး၌ရွှေငွေကိုမတောင်းပါကျွန်တော်တို့အတွက်ဤသေးလအမျိုးသားတစုံတစ်ယောက်ကိုမျှကိုတော်သည်မတက်ရဟု ပြန်လျှောက်ကြသောသင်တို့တောင်းသည့်အတိုင်းငါပြုမည်ဟုမိတော်မူ၏သူတို့ကလည်းကျွန်တော်တို့ကိုညင်းဆဲ၍ ဤသေးလာနိုင်ငံအတွင်း၌အလင်းမနေရမီအကြောင်းတုတ်တင်ဖယ်ရှင်းခြင်းကကြိုးစားသောသူဤသားခုနှစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့အပ်တော်မူပါထာဝရဘုရားရွေးချယ်တော်မူသောရှောလူနေရဂိဘာမျိုး၌ထိုသူတို့ကိုကျွန်တော်တို့သည်ထာဝရဘုရားဖို့ဆွဲထားပါမည်ဟုပြောသောရှင်ဘုရင်ကငါအံ့မည်ဟုမိတော်မူ၏သို့တော်လည်းဒါဝိနှင့်ရှောလူဤသားယောနသန်တို့သည် ထာဝရဘုရားရှိတော်၌တယောက်နှင့်တယောက်သစ္စာဂတိထားသောကြောင့်ရှင်ဘရင်သည်ရှောလူဤသားယောနသန်မြင်သော မေဖိဘောရှက်ကိုနှမျောတော်မူ၏ထို့ဖြစ်၍ရှင်ဘရင်သည်အဲအာသမီးယိစပဖွားမြင်သောရှောလူဤသားအာမောနိနိမေဖိဘောရှက်နှစ်ယောက်မှစ၍ရှောလူဤသမီးမေရက်တွင် မေဟောလတိအမျိုးဗာဇိလေဤသားအဒေလမြင်သော သား၅ယောက်တို့ကိုယူ၍ဂိဘောင် လူတို့လက်သို့အပ်သဖြင့်သူတို့သည်တောင်ပေါ်တွင်ထာဝရဘုရားရှိတော်၌ဆွဲထား၍ထိုသူ9ယောက်တို့သည်မှုရောစပါးရိပ်စကာလတနေ့ချင်းတွင် အသေးသက်ချင်းကို ခံရ၍တပြိုင်နက်သေကြ၏အဲအာသမီရိစပါးသည်စပါးရိပ်စကာလမှဆက်၍မိုးမရွာမီတိုင်အောင်ရှော့တီကိုယူ၍ ကြောက်ပေါ်မှာအိတ်ဆရာဖို့ခင်းလျက်နေ့အချိန်တွင် အလောင်းကောင်အပေါ်၌ငတ်မနာညအချိန်တွင် သားရဲမကိုက်စီခြင်းကဆောက်ရှောက်လျက်နေ၏ရှောလူဤကိုလို့တော်အဲအာသမီးရည်စပပြုသောအမှုကိုဒါဝိဒ်သည်ကြားသောအခါဖိလိတိလူတို့သည်ဂိလဘောတောင်၌ရှောလူကိုသက်၍အလောင်းတော်ကိုဆွဲထားရာဘက်ရှန်လမ်းမှ ခိုးသွားသောဂိလက်ပြည် ရာဘတ်မြို့သူမြို့သားတို့ရှိရသူရှင်ဘရင်သွား၍ရှောလူအယိုးနှင့်သားတော်ယောနသန်အယိုးတို့ကိုယူ၍ထိုအရက်မှဆောင်းသွားသည်ဖြင့်ဆွဲထားသောသူတို့၏အယိုးများကိုလည်းစုသိမ့်ပြီးလျှင်ဘင်ယာမိန်ပြည်ဇေလရွာရှောလူအပကိရှာ၏တင်းကြိုင်း၌တကြွ၍ရှင်ဘရင်မှာထားသည်မြတ်အတိုင်းပြုကြပြီးသည့်နောက်နိုင်ငံတော်ဖို့ဆုတောင်းသောစကားကိုဖျားသခင်နားထောင်တော်မူ၏ နောက်တဖန်ဖိလတိလူတို့သည်ဣသေလအမျိုးသားတို့ကိုစစ်တိုက်၍ဒါဝိဒ်နှင့်သူ၏ဂျွန်တို့သည်စီးကျူ၍တိုက်လံကြစေဒါဝိဒ်သည် မောပန်းလျက်နေလေ၏ရေဖိန်အမျိုးဣရှဘိဘေနုတ်သည် အချိန်သုံးပိသာရှိသောကြီးဝါလံကိုကန်၍အသစ်သောစစ်တန်စာကိုဝတ်ဆင်လျက်ဒါဝိဒ်ကိုတတ်မိဟုကြံလေ၏ဇေရုယာသားအဘိရှေသည်ကူညီ၍ ဖိလိတိလူကိုတိုက်တက်လေ၏ထိုအခါဒါဝိဒ်၏လူတို့ကဤသေးလာအလင်းကွယ်မည်ဟုဆိုရင်းစရာရှိသောကြောင့်ကိုတော်သည် ကျွန်တော်တို့နှင့်အတူ နောက်တဖန်စစ်ချီကြွတော်မူမူရာဟုကြိမ်ဆိုလျက်ရှောက်ကြ၏နောက်တဖန်ဂောဘာမြို့မှဖိလိတိလူတို့ကိုစစ်တိုက်ကြစဉ်ဟုရှသိလူသိပေခဲ့သည် ရေပင်အမျိုးသာဖကိုတက်လေ၏နောက်တဖန်ဂောဘာမြို့မှာ ဖိလိတိလူတို့ကိုစစ်တိုက်ကြစဉ်ဘဲလင်မြို့သားဖြစ်သောယာအီရာအီသားအေလဟာနန်သည် ရက်ကန်းလက်လိမ့်ဤအမြတ်ကြီးသောလံယိုးကိုသုံးဆွဲသောဂိတ်တိအမျိုးဂေါလိယအီညီလာခမိကိုတက်လိ၏နောက်တဖန်ဂါသမြို့မှစစ်တိုက်ကြစဉ်အယက်မြင့်၍လက်တဖန်၌လက်ချောက်ချောင်းစီခြေတဖန်၌ခြေချောက်ချောင်းစီပေါင်း24ချောင်းရှိသော ်ရေဖိန်အမျိုးသားတယောက်သည်ဤသေးလအမျိုးကိုကျင်းပသောအခါဒါဝိအကိုရှိမာဤသားယောနသန်သည်ထိုသူကိုတတ်လိဤထိုသူလေးယောက်တို့သည်ဂါသမျိုး၌နေသောရေဖိန်လူကြီးဤသားဖြစ်၍ဒါဝိနှင့်သူ၏ကျွန်တို့လက်ဖြင့်သေကြ၏ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး16မှ21အထိဖြစ်ပါတယ် ကြားနာရသူပေါင်းဖျားသခင်ကောင်းချီးပေးပါစေ